မင်္ဂလာပါစီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ဟာသူ့နိုင်ငံရေးအရဝါကိုချနှင်းတဲ့သဘောဖြစ်တယ်လို့စီရေးနဲ့နိုင်ငံရေးအကဲခတ်တွေကတုံ့သက်ပြောဆိုလိုက်တဲ့သတင်းကမ်မောရီးယားနဲ့ထိဆက်နေတဲ့နယ်စပ်ကိုမပိတ်ဖို့ထိုင်းဝင်ကြီးချုပ်ပေတုံတန်ကထိုင်းစစ်တပ်ကိုတိုက်တွန်းခဲ့တယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အကစားသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ထိုင်းဝန်ကြီးချုပ်ဟောင်းတန်စင်ဟာသူ့နိုင်ငံရေးအရာအဝကိုခြာနင်းတဲ့သဘောဖြစ်တယ်လို့စီးရဲနဲ့နိုင်ငံရေးအကက်ခတ်တွေကတုံ့တက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်အနေနဲ့မူရစီဝါတိုက်ဖြတ်ရေးစစ်ပွဲကိုကြီးညာလိုက်တာဟာ သူ့ရဲ့နိုင်ငံရေးအရာဝါကိုခြာနှင်းတဲ့သဘောဖြစ်တယ်လို့စီးရီးတဲ့နိုင်ငံရေးအကြီးအကဲတွေက CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်းကဝါပြည်သွေးစည်းညညရေးတက်မလို့ UWSA ရဲ့မူရည်စေဝါဖြန့်ဖြူးမှုကိုတိုက်ဖြတ်မဲ့မူရည်စေဝါတိုက်ဖြတ်ရေးစစ်ပွဲကိုထိုင်းဝန်ကြီးချုပ်အောင်တက်စင်က2025ခုနှစ် မေလ28ရက်မှာကြေညာခဲ့တာပါထိုင်းနိုင်ငံအတွင်းမှာဝန်ကြီးချုပ်ဟောင်တက်စင်ဟာထောက်ခံမှုကြာစင်နေတာကိုအခုလိုမျိုးဝါကိုမူရည်စေဝါတိုက်ဖြတ်ရေးစစ်ပွဲကြေညာရတဲ့ ထောက်ခံမှုရရှိဖို့ပြန်လည်စ조사ရတဲ့သဘောဖြစ်တယ်လို့ NCA ထုံးထားတဲ့ပအိုးမြသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဦးကာက CNN တင်ဒင်းဌာနကိုပြောပါရစေ။ကျွန်တော်သင်တာကတော့ဝင်းကျုပ်တိုက်ဆိုင်ဝင်းကျုပ်ဟောင်းပေါ့လေသူကထိုင်းမှာသူသူ့ရဲ့ဟိုထောက်ခံမှုအကြနေတာသူထောက်ခံမှုကြနေတာကြနေတဲ့ခါကျတော့သူရဲ့ဟိုအရင်ဟိုထောင်းထောင်းကြမဲ့ဟာကိုဟိုဆေးရုံမှာ ျွန်တော်တို့ရဲဆေးရုံမှာအေးဆေးပတ်နေရတဲ့ထောက်ခံသားတွေပါလေလိုက်တော့သူနဲ့မတည့်တာကသူ့ကိုအာဏာသိမ်းခဲ့တဲ့စစ်ဘုရားဟောင်းတွေပေါ့သူကြည်ပလာရွတ်တော့အခွင့်အရေးမတည့်ရအောင်မတည့်တဲ့အခါကျတော့ဒီအင်အားပြိုင်ဆိုင်မှုဖြစ်လာတော့အခုသူ့သမီးဝင်ရုပ်ဖြစ်တော့မှာသူကဒီထိုင်းသူရဒီမို့ထိုင်းဘုရားစစ်ဘုရားတွေပေါ့ထိုင်းတတ်တယ်မလုံနိုင်တဲ့ဟာပေါ့ သူတိုင်းပြည်အန္တရာယ်ရှိနေတယ်ဒါကြောင့်ထိုက်တက်တွေကဒါတွေမလုပ်ဘူးထိုက်တက်တွေကဟိုဟိုပါဘောလနာလေမှုရှိနေတယ်ဆိုပြီးတော့ထိုက်တက်တွေကို local politics ဆိုတာပါကိုရအတွင်းနိုင်ငံရေးအရာသူကဝါကိုချမင်းတဲ့သဘောပါချဝါကိုအဲ့ဒါကြောင့်သူကအဲ့ဒါတွေကိုလျှောက်ပြောပြီးတော့ဒီဝါကိုသူကတိုက်မယ်ပြုမယ်ရန်ရှာမယ်သူပြောတာကဒီသူ့ရဲ့သူ့ကိုထောက်ခံမှုရအောင်ဟို ကိုပြန်ကြိုးစားလာတဲ့သဘောပါတယ်။နောက်တစ်ဖက်ကသူ့ရဲ့အတိုက်ဆန်းနော်ဘူဂျုတ်ဟောင်းတွေဘူဂျုတ်တွေကိုလည်းသူနည်းနည်းမင်းတို့မလုပ်ဘူးလားဆိုတဲ့ဟာမျိုးပေါ့လေ။ challenge ခေါ်တဲ့ဟာမျိုးဖြစ်တယ်။ဖြစ်တော့ဒါကဝါကဟိုဟောပေါ့။မခေါ်လဲသူတို့ရဲ့ဤတွင်းနိုင်ငံရေးရဲ့ရက်ချမှုကိုဝါခံရတာပေါ့လေ။နော်နောက်ဝါခံတဲ့ဆိုပေမဲ့ဝါအဖွဲ့အစည်းအနေနဲ့တော့ဘူဝါရရှင်းရှင်းရှိပြီးသားဖြစ်တာပေါ့။ ဘလို့啊တချို့ပြဿနာတွေဟောအဖွဲ့အစည်းနဲ့တိုက်ရိုက်ဆိုင်မဆိုင်ဆိုတာလေးပဲဟိုဟိုပြောပြရှိတာပေါ့ UWS ရာထိုင်းနိုင်ငံအတွင်းကိုမှုရစေဝါတွေဝင်ရောက်လာမှုအတွက်တာဝန်ရှိတယ်လို့ဝင်ကြီးချုပ်ဟောင်းတက်စင်ကဆွဆွဲခဲ့ကထိုင်းနိုင်ငံသားရဲ့ဝင်ကြီးဟာ UWS ကိုနှိမ်နင်းဖို့မြန်မာနဲ့မကြခင်မှာအစီအမံတွေဆွေးနွေးမှာဖြစ်ကြောင်းလည်းသူကပြောကြားခဲ့ပါတယ်။ဒါ့အပြင်တက်စင်ဟာမြန်မာအစိုးရခေါင်းဆောင်ပူးချုံမှုကြီးမယောင်လိုက်နဲ့လာအိုဝင်ကြီးချုပ်တို့နဲ့ဆက်ဆံရေးကောင်းမှုကြောင့်ကြွားဝါခဲ့ပြီးထိုင်းနိုင်ငံကိုမှုရစေဝါတင်ပို့မှုရပ်တန့်ဖို့ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုရှောက်ဖွေနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းထိုင်းနိုင်ငံဟာမူရစေဝါတိုက်ဖြတ်ရေးကိုလွတ်လပ်စွာကင်တွယ်ဖြစ်ရှင်းရမှာဖြစ်ကောင်းလက်ရှိမြန်မာနိုင်ငံအတွင်းရှိရှမ်းပြည်နယ်ဟာအစိုးရရဲ့ထိန်းချုပ်မှုကင်းမဲ့နေကြောင်းလည်းသက်ဆိုင်ကထောက်ပြခဲ့ပါတယ်။သက်ဆိုင်ရဲ့အခုလိုမျိုးတုံ့ပြန်မှုဟာသူတို့မှရှိနေတဲ့ပြည်တွင်းပြဿနာတွေကိုအယုံလွှဲစေဖို့ဝါကိုမူရစီဝါကိစ္စနဲ့ပတ်သက်ပြီးချင်းချောက်ပြောဆိုမှုလှုပ်ဆောင်တာဖြစ်နိုင်တယ်လို့တရုတ်မြန်မာအရေးလိလသုံးသက်သူဒေါက်တာလှကျော်စောကစီရင်နာတင်ဌာနကိုပြောပါရယ်။ ဟိုကျမကြည့်တာဒီတချို့ကိစ္စတွေကတိုက်ဆန်လို့ပါလို့ကသူတို့ပြည်တွင်းကယတနာတွေကိုအာယုံဆွဲမှုများလောက်တာမဟုတ်သူတို့ဝါကိုတိုက်ကူးတာအခုမှတိုက်ဖို့ချင်းချောက်တာမဟုတ်တိုက်ကူးရဲ့အရင်ဆုံးနေရလေအဲဝါတွေအဲ့ဟိုထိုင်းနေဆက်ကိုရောက်သွားတဲ့တိုက်ကူးရတယ်သူတို့တပ်ဘလို့ခံခဲ့ရတဲ့ဆိုသူတို့ကြည့်ဘူးအဲ့တော့အခုဟိုဆိုချင်းချောက်ရုံချင်းချောက်တာပါသူပြည်ထဲမှာဟိုဟိုဟိုတက်ဆန်ဟို ခွန်းင်းကိုလည်းတော်တော်များကြိုက်ကြတာတွေရှိတယ်ကြည့်ပါလေကြည့်ရတာ Thai ကြည့်ရင်ဉာဏ်ဉာဏ်ကြီးရတယ်သူတို့ကလည်းအဲ့ဒါကိုတော်တော်ကောင်းမွန်အောင်တော်တော်ခိုင်မာအောင်လုပ်နေရတယ်အဲတော့အဲ့ဒီမှာလူကြီးရဲ့အာယုံဆွဲဖို့အတွက်သူကဒီခွန်းင်းလေးသူရဲ့စေဝါကိစ္စပဲဖလက်ပြီးတော့ဟောပြောတာပါမတိုက်ဘူး တဆင်ဟာ2003ခုနှစ်ကလည်းမူရည်စေဝါတိုက်ဖြက်ရေးစစ်ပွဲကျင်းပခဲ့ဘူးကအဲ့ဒီစစ်စင်ရေးအတွင်မှာဥပဒေမဲ့တပ်ဖြတ်မှု2800ကျော်ရှိခဲ့ပြီးအခု2025ခုနှစ်မေလ28ရက်မှာလည်းမူရည်စစ်ပွဲတစ်ကိုထပ်မံကျင်းပခဲ့တာပါတဆင်ကမူရည်စေဝါရောင်းဝယ်သူတွေကိုရှောက်ဖွေဖို့အတွက်လူအုပ်စုလိုက်စစ်ဆေးမှုတွေပြုလုပ်ခွင့်ရရှိဖို့သူ့ရဲ့တမိဖြစ်သူလက်ရှိဝင်ကြီးချုပ်အဖြစ်တာဝန်ယူထားတဲ့ပေတုံတန်ထံကနေခွင့်ပြုချက်ရရှိဖို့ကြိုးပမ်းသွားမယ်လို့လည်းပြောဆိုထားပါတယ် နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမိုးတဲထန်စွာရာသွန်းမှုကြောင့်မြေပြိုခြင်းအပါအဝင်လမ်းပန်းဆက်သွယ်ရေးနဲ့တွာလာရခက်ခဲမှုတွေဖြစ်ပေါ်နေတယ်လို့နာဂအမျိုးသားပါတီ NMP မှဥက္ကဋ္ဌဦးရှုမောင်က ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမိုးတက်တန်စွာရာသွန်းမှုကြောင့်မြေပြိုခြင်းအပါအဝင်လမ်းပိုင်းဆက်သွယ်ရေးနဲ့သွားလာရခက်ခဲမှုတွေဖြစ်ပေါ်နေကြောင်းနာဂအမျိုးသားပါတီ LNP ဥက္ကရာဥရှုမောင်ကစီရင်တိုင်းသတင်းဌာနကိုပြောပါရယ်။အေယာဝတီနဲ့ဆင်းရဲမြေပြပိုင်းဒေသတွေမှာပြီးခဲ့တဲ့ရက်ပိုင်းကစပြီးမိုးတက်တန်စွာဇက်တိုက်ရွာသွန်းလျက်ရှိတာကြောင့်နာဂဒေသအပါအဝင်ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေနဲ့ချင်းပြည်နယ်တို့မှာရေကြီးရေလျှံမှုနဲ့မြေပြိုမှုစတဲ့သဘာဝဘေးရန်တွေတွေကြုံတွေ့နေကြပါရယ်။ချင်းတွင်းမြစ်ကိုအာ ချနေရတဲ့ဒေသဖြစ်တဲ့အနာဂဒေသဟာမိုးသက်ထန်စွာရွာသွန်းပြီးချင်းနှင်းမြည်ရည်ကြီးလာပြီးလန္ဒရတွေပိတ်ဆို့ပြီးသွားလာရခက်ခဲနေသလိုမြေပြိုမှုတွေကြောင့်နေအိမ်တွေပြိုကျမှုတွေဖြစ်ပေါ်နေတယ်လို့နာဂအမျိုးသားပါတီ LNB ဥက္ခရာဥရှုမောင်ကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါတယ်။ဒီစီဖက်ကအိမ်တွေပါကြီးကြီးတာပေါ့နော်။မိုးရွာဆိုဆက်ပြတ်ဖြစ်လမ်းတွေကလည်းအဲ့လိုမြေပြိုပါညာဆိုတော့ခါကျတော့အဓိကအခုဒီအောက်ပိုင်းမိုးရွာဖက်ကနေအကုန်ကြီးစစ်စစ်မှုတွေကငကူရဲ့ကြာပြီးပေါ့ဗျာ။နေ့နေ့ချင်းနေပြီးဆိုတော့ဒီနေ့မှစတဲ့ခုပဲအခုရတော့ 你啱嘅啲事物，譬如说这个佢，佢哋啲中夫啊啲咁啊，喺广州嘅啊，新嘅啲嘢系南二阿花啊，新嘅啲嘢花啲咁啊，佢佢嗰度我以前住呢噶咁啊，咁我哋就即系呢啲系二零年嘅，就即系话佢哋又整咗嘢，而家咪翻出嚟行咁啊，而家我哋应该即系呢个三楼嘅，而家佢从三楼嘅，而家佢从三楼空住，而家出咗咯，你二千二五出嚟家下咯，啊，即系多啲人，而家家个啊， က်မှာဆိုရင်ဒလေးတွေတောင်းဖွင့်ချိန်နဲ့လည်းတိုက်ဆိုင်နေပြီဆိုတော့အခုကသွားရည်လာရည်ကိစ္စတော့အစိုးရမှာပထမလေးဒီကလေးတင်ရီတောင်းတက်ဖို့ပါနဲ့သွားလာဖို့တော့တော်တော်လေးခက်ခဲရှိနေနေလည်းရှိပါလေဗျလက်တလုံးမိုးရွာသွို့မှုကြောင့်လေးရှိမျိုးနဲ့အတွင်ကနေအိမ်ပျက်စီးသွားသူတွေဟာအိမ်ရဲ့အရေးကြီးပစ္စည်းတွေနဲ့အတူလေးရှိမျိုးနဲ့အထွေထွေအုပ်ချုပ်ရေးမှုရုံဂျိတ်သားနဲ့မှာပြောင်းရွှေ့နေထိုင်နေကြပါတယ်အဲ့ဒီအပြင်လေးရှိမျိုးနဲ့မတော်ရီအုပ်စုအမိမိဂျေးရွာနဲ့အမှုတန်းရက်ွက်တို့မှာလည်းမြေပြိုမှုတွေကြောင့်လူနေအိမ်တွေနဲ့စပယ်ကြီးတွေပျက်စီးမှုရှိကြကြောင်းသိရပါတယ်နာက ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟာလေရှိနန်းရွံလဟဲစတဲ့မြို့နယ်တွေကိုစုစည်းထားပါတယ်အဲ့ဒီဒေသဟာဖွံ့ဖြိုးမှုနှိမ့်ချနေတဲ့ဒေသဖြစ်ပြီးမိုးတက်ထန်စွာရာသွန်းခြင်းနဲ့မိုးရာသီကာလတွေမှာလက်မဆက်သရေးအလွန်ခက်ခဲပြီးကုန်စည်စည်းစစ်မှုအားနေခြင်းကလေးငယ်တွေပညာသင်ကြားရခက်ခဲခြင်းမြေပြိုခြင်းစိုက်ပျိုးရေးလုပ်ငန်းတွေပျက်စီးခြင်းစတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရလိမ့်ရှိပါတယ်စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ ကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့နေဆက်ကိုမပိတ်ဖို့ထိုင်းဝင်ကြီးချုပ်ပေတုံတန်ကထိုင်းစစ်တပ်ကိုတိုက်တွန်းခဲ့တဲ့ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။နေဆက်ဖြစ်ကျော်ကုန်တယ်မှုတွေရပ်တန့်သွားမယ်ဆိုပါကစီးပွားရေးထိခိုက်စေနိုင်တဲ့ဆိုရင်မှုနဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့တောင်းဆိုချက်ကြောင့်ကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့နေဆက်ကိုမပိတ်ဖို့ထိုင်းဝင်ကြီးချုပ်ပေတုံတန်ကထိုင်းစစ်တပ်ကိုတိုက်တွန်းခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါဗျာ။ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တနေရာဖြစ်တဲ့ချောင်ပေါက်ဒေသမှာနှစ်နိုင်ငံစစ်သားများကြားပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်တင်းမာမှုများမြင့်တက်နေချိန်မှာစစ်တပ်အနေနဲ့ထိတိမ်သိမ်းသိမ်းလှုံ့ဆော်ဖို့ထိုင်းဆိုရကတိုက်တွန်းထားပါတယ်။ကမ္ဘောဒီးယားတပ်ဖွဲ့အချို့ဟာထိုင်းနယ်နိမိတ်အတွင်းဝင်ရောက်ခဲ့ပြီးလက်နက်ကြီးတွေကိုထိုင်းဘက်ကမျက်နှာမူပြီးဖျက်ချချခဲ့တယ်လို့ထိုင်းစစ်တပ်သတင်းရင်းမြစ်များကပြောကြားခဲ့ပါတယ်။ ထိုင်းရဲ့အချုပ်ချာအာဏာပိုင်နေပြီလို့ယူဆထားတဲ့နေပြီတွေအတွင်းသို့ကမ္ဘောဒီးယားတပ်ဖွဲ့များကျူးကျော်ဝင်ရောက်မှုကိုထိုင်းတော်ဝင်စစ်တပ်ကအစိုးရအဖွဲ့ကိုအတိပေးထားတယ်လို့ဆိုပါတယ်။အဲ့ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်းစစ်တပ်ကကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့နယ်စပ်အလုံးကိုပိတ်ဖို့အဆိုပြုခဲ့ပြီးအခုလိုအရေးမကြီးဘဲစောင့်ကြည့်နေခြင်းကကျူးကျော်မှုကိုလက်ခံတဲ့သဘောတက်ရောက်သွားနိုင်တယ်လို့စစ်တပ်ကတတိပေးခဲ့ပါတယ်။ ဒါပေမဲ့အစိုးရဖွဲ့ကစီးပွားရေးပေါ်တက်ရောက်မှုလာလာနေဆက်ဖက်ကျော်ကုန်တယ်မှုအစားရှိတဲ့အခြေအနေတွေကြောင့်ချက်ချင်းအေးအေးယူဆောင်ရွက်ခြင်းမပြုဖို့အကြံပြုထားပါတယ်။အခုပြဿနာကိုတတမန်နီလန့်နဲ့ဖြည့်ရှင်းခြင်းကအရေးကြီးကြောင်းအထူးသဖြင့်ဇွန်လလယ်ပိုင်းမှာထိုင်းကမ္ဘောဒီးယားနေဆက်ရေးရပူးတဲ့ကော်မတီ JBC အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတီးဆိုင်ဟာကလည်းထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးဖြစ်တဲ့ဖွန်တန်ဝီချာအချိုင်းကိုဖုန်းခေါ်ပြီးနေဆက်ကုန်မပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲဒါကြောင့်ပေတုံတန်နဲ့ဖွန်တန်တို့က နိုင်ငံစစ်တပ်အချင်းချင်းတိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့နယ်စပ်ကုန်မပိတ်ပဲတနမန်နီလန့်နဲ့ဖြည့်ရှင်ဖို့ထိုင်းစစ်တပ်ကိုတိုက်တွန်းခဲ့ပါတယ်။ယူကရိန်းကရုရှားလေယာဉ်40ကျော်ကိုဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ယူကရိန်းဟာရုရှားနိုင်ငံမိတ်အတွင်းပိုင်းမှာရှိတဲ့လေရင်အဆင့်40ကျော်ကိုဒရုန်းတွေနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းထောက်လိုင်းရေးအဖွဲ့ကဇွန်လ10ရက်နေ့မှာပြောကြားခဲ့ကြောင်း AP ကဖော်ပြခဲ့ပါဗျ။အဲဒီတိုက်ခိုက်မှုကယူကရိန်းသမ္မတဇာလန်စကီရဲ့ညွှန်ကြားချက်နဲ့ရုရှားရဲ့အတွင်းပိုင်းကိုနက်ရှိုင်းသောဝင်ရောက်တိုက်ခိုက်မှုဖြစ်တယ်လို့အမည်မဖော်လိုတဲ့ယူကရိန်းစစ်တပ်အရာရှိတဦးကပြောကြားခဲ့ပါဗျ။ဇာလန်စကီကလည်းမွန်လမဲမှာပြောကြားခဲ့တဲ့မိန်ကွန်တွင်အဲဒီစစ်စင်ရေးအတွက်ဒရုန်းစင်ရေး138စင်းကိုအသုံးပြုခဲ့တယ်လို့ပြောကြားခဲ့ပါဗျ။အဲဒီစစ်စင်ရေးကို ရုရှားရဲ့ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ FSB ရဲ့ဌာနချုပ်အနီးမှာပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ဇာလန်စကီးကပြောကြားခဲ့ပါတယ်။ စစ်စင်ရေးအတွင်းကင်မရာများထပ်ဆင်ထားတဲ့ဒရုန်းတွေကိုရွှေ့ပြောင်းနိုင်တဲ့သစ္စာအိမ်များအတွင်ထားရှိခဲ့ပြီးရုရှားကိုလူဝတ်တင်သွင်းခဲ့ခြင်းဖြစ်ကလုပ်ငန်းရှင်များကအလွန်ရှုပ်ထွေးခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။အဲဒီနောက်မှန်ကန်တဲ့အချိန်နဲ့မှန်ကန်တဲ့အကွာအဝေးကိုရရှိချိန်မှာထရက်ကားတွေပေါ်မှာတင်ထားတဲ့သစ္စာအိမ်ရဲ့ခေါင်းမိုးတွေကိုအဝေးထင်းစနစ်နဲ့ဖြန့်ပြီးအိမ်နေအတွင်းမှာရှိတဲ့ဒရုန်းတွေကိုလွတ်တင်ကရုရှားပုံကျဲလေယာဉ်များထံပြန်နှံသွားပြီးတိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့အဲဒီသတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။ အဲ့ဒီ drone တွေကဇွန်လ1ရက်မွန်းလယ်ပိုင်းကရုရှားရဲ့စစ်လေယာဉ်ခွင်တစ်ခုရှိ A50, Tu-95 နဲ့ Tu-22M တို့အပါအဝင်လေယာဉ်40ဒဇင်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ရုရှားဟာယခင်ကယူကရိန်းကိုဒုံးကျည်များဖြင့်တိုက်ခိုက်ဖို့ Tupolev Tu-95 နဲ့ Tu-22 ပုံရိပ်လေယာဉ်များကိုအသုံးပြုခဲ့ပါတယ်။ WEB လို့အမည်ပေးထားတဲ့အဲဒီစစ်စင်ရေးတွင်ရုရှားရဲ့တုံးကြီးများတင်ဆောင်နိုင်တဲ့လင်းရဲအုပ်စုရဲ့34ရာခိုင်နှုန်းကိုဖျက်ဆီးနိုင်ခဲ့ပြီးဆုံးရှုံးနေတဲ့မူတံမှုကဒေါ်လာ9ဘီလီယံရှိတယ်လို့ယူကရိန်းထောက်လိုင်းအဖွဲ့ကပြောကြားခဲ့ပါတယ်။ရုရှားကောက်ွေးဝင်ကြီးဌာနကလည်းယူကရိန်းနယ်စပ်နဲ့ကီလိုမီတာ၄000မိုင်၂500အကွာမှာ IKUS ဒေသမှာရှိတဲ့ Leader Scan တိုက်ခိုက်ခံရပြီးလေယာဉ်များဖျက်ဆီးခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။အိန္ဒိယကလက်ရှိမှာတိုက်လေယာဉ်တွေကိုပြည်တွင်းမှာပဲထုတ်လုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ိန္ဒိယကလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်းခေတ်မီတိုက်လေယာဉ်တွေကိုပိုင်ဆိုင်မှုအတွက်ပြည်ပနိုင်ငံတွေကိုမိခိုခဲ့ရပေမဲ့လက်ရှိမှာတိုက်လေယာဉ်တွေကိုပြည်တွင်းမှာပဲထုတ်လုပ်နေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ခဲ့တဲ့သတင်းဘက်ကလည်းအိန္ဒိယအစိုးရက Advanced Medium Combat Aircraft AMC အမည်ရှိပြင်စမမျိုးဆက်နောက်ဆုံးပေါ်ကိုပြောက်ချက်တိုက်လေယာဉ်တိစောက်ရေးအစီအစဉ်ကိုအတည်ပြုခဲ့ပါတယ်။အဲဒါကြောင့်ပါကစ္စတန်နဲ့တရုတ်ရဲ့ PR တွေကိုရင်ဆိုင်နေရတဲ့အိန္ဒိယနိုင်ငံအတွက် အမျိုးသားလုံခြုံရေးကဏ္ဍမှာအဲ့ဒီအစီအစဉ်ကအရေးပါတဲ့အပြောင်းအလဲတစ်ခုဖြစ်လာခဲ့တယ်လို့ကျွမ်းကျင်သူများကသုံးသပ်ခဲ့ကြပါတယ်။မေလ29ရက်နေ့ကအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကအိန္ဒိယလေတပ်ရဲ့တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေကိုမြင့်တင်စေရန်ရည်ရွယ်ခဲ့တဲ့ AMC တိုက်လီရင်စီမံကိန်းအတွက်အကောင့်ထည့်ပေါ်တဲ့အဆင့်ကိုတည်ပြုပေးခဲ့ပါတယ်။အဲဒါကြောင့်လက်ရှိတိစောက်ပြီးစီးထားတဲ့ရှေ့ပြေးပုံစံ AMC တိုက်လီရင်ကိုအစိမ့်မြင့်တဲ့မုံမှန်နိုင်ပြီးတိုက်လီရင်အများပြားထုတ်လုပ်ဖို့လမ်းပွင့်သွားခဲ့ပါတယ်။ အိန္ဒိယရဲ့လေကြောင်းနဲ့အာကာသနယ်ပယ်မှာ AMC တိုက်လေယာဉ်အတွက်ရှေ့ပြေးပုံစံထုတ်လုပ်မှုဟာကြီးမားတဲ့အခိုက်အတန့်ဖြစ်ခဲ့ပြီးစမ်းဆောင်ရည်တွေကိုပုံပုံမြင့်တင်နိုင်ဖို့အစိုးရရဲ့ဆုံးဖြတ်ချက်ဟာအရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ် AMC project ဟာလက်ရှိမှာအလွန်ရေးကြီးတဲ့အဆင့်ကိုရောက်ရှိလာခဲ့ပြီးအပြီးသက်လှုပ်ဆောင်ရမယ့်အဆင့်ကိုရောက်ရှိလာခဲ့တယ်လို့နိုင်ငံတကာမဟာဗျူဟာလိလာရေး Institute မှတောင်အာရှနဲ့ဘဟုအာရှဆိုင်ရာကာကွယ်ရေး မဟာဗျူဟာနဲ့တတ်မှတ်ရေးရာကျွမ်းကျင်သူအန်တိုနီလီဗက်စ်ကပြောကြားခဲ့ပါတယ်။အဲ့ဒီတိုက်လေရင်ကပါကစ္စတန်လီတပ်ရဲ့တရုတ်လိုတိုက်လေရင်တွေနဲ့ရှင်ပြိုင်ရမှာအသာစီးရရှိအောင်ရည်ရွယ်ထုတ်လုပ်နေခြင်းဖြစ်တယ်လို့ကျွမ်းကျင်သူများကပြောကြားခဲ့ပါတယ်။ယခုနှစ်အစောပိုင်းကလည်းအိန္ဒိယနိုင်ငံဘန်ဂလူးရူမြို့မှာပြုလုပ်တဲ့ Aero India 2025လေကြောင်းပြပွဲမှာ AMCA ကိုပြောက်တိုက်လေရင်ရဲ့ရှေ့ပြေးပုံစံလေရင်တစ်စင်းကိုပြသခဲ့ပါတယ်။ CNI သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အခစားသတင်းကိုတင်ဆက်ပေးပါမယ်။စပိန်နဲ့ပြင်သစ်အသင်း Nation League Semi-final ပွဲစဉ်ဟာ Blondio ဆူအတွက်အဆုံးဖြတ်မဟုတ်ဘူးလို့ Barcelona အသင်းကျယ်ပွင့်ရာမဲကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘာစီလိုနာအသင်းကျယ်ဝင်ရာမဲကသူနဲ့ PSG အသင်းတိုက်စစ်မှုဒံပေလီတို့ပါဝင်ရှိပိုင်မယ်။စပိန်နဲ့ပြင်သစ်တဲ့ Nation League Semi-final ပွဲစဉ်ဟာ Blondio ဆူတဲ့အဆုံးဖြတ်မဟုတ်ဘူးလို့ပြောခဲ့ပါဗျ ရမယ်လားရောဒီယိုဆူကိုမဲပေးရမယ်ဆိုရင်တိရစ္ဆာန်ကောင်းဆုံးစားသမားကိုရွေးချယ်မှာလားဒါမှမဟုတ်ကြာသပတေးတွေပြန်မနိုင်ရတဲ့သူကိုရွေးချယ်မှာလားကျွန်တော်ကတော့ဒီဘက်မှာနိုင်ရသည့်ဖြစ်စေရှုံးနေသည့်ဖြစ်စေတိရစ္ဆာန်ကောင်းဆုံးစားသမားကိုပဲမဲပေးပါပါဒီဘက်မှာကျွန်တော်ဒါမှမဟုတ်တမ်ပီလီတို့တစ်ခုကိုဖြစ်သွားခင်ဘသူကိုမဲပေးမှာလဲအင်းဝင်နေမှာကစားမဲ့သူကိုလားလို့စပိန်ရုပ်သံကာရီနာကိုပို့ထွက်ခဲ့တာပါစပိန်နဲ့ပြင်တဲ့အတင်းတို့ဟာ Nation League Semi-final ပြင်ထိုက်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။ဂျာမန်နဲ့တမ်ပီလီတို့ဟာဒီရသည်မှာကလပ်နဲ့နိုင်ငံအတင်းတွေချေဆွမ်းပြသနေတာကြောင့်2025ခုတွေ့တဲ့ချီမီမဲ့ဘလော့ဒီယိုဆိုကိုရရှိဖို့ရေးပန်းစာနေကြတာပါ။ ဒါမဲ့ဘာစီလိုနာတင်ကိုပြည်ထောင်စုသုံးလုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ရတယ်လို့ဒမ်မီလီယာ PSG တင်ကိုချန်ပီယံလိပလာပါဝင်စူပလာလေးလုံးရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ရာမဲကတော့ Nationally CV Final ပွဲစီမှာပြသမဲ့စွမ်းဆောင်ရည်နဲ့ Blondie Rose ကိုဆုံးဖြတ်မှာမဟုတ်ဘူးလို့ပြောခဲ့တာပါ။ဒါအပြင်ရာမဲကသူဟာလာမယ့်နှစ်မှာ Champions League Plan နဲ့ဘောက်ကလာနှစ်ခုစလုံးကိုရယူနိုင်ဖို့စူးစမ်းသွားမယ်လို့လည်းပြောခဲ့ပါရယ်။အသက်18နှစ်အရွယ်ကြီးရာမဲက Barcelona တင်းရဲ့ပြိုင်ဖက် Real တင်းနဲ့ပြောင်းရွှေ့ဖို့စဉ်းစားခဲ့ခြင်းမရှိဘူးလို့လည်းပြောခဲ့တာပါ။ Spain တင်းတွေစကူဝဲပေါင်ကစားထားပြီး Liverpool တွင်ပါ Euro 2024 Champions League ကိုရယူထားတဲ့ရာမဲဟာနိုင်ငံတင်းနဲ့အတူနောက်ထပ် Super League Nationally Plan ကိုရယူနိုင်ဖို့ပြင်မှတ်ထားနေတာဖြစ်ပါရယ်။ CNI သတင်းဌာနရဲ့2025ခုနှစ် ဇွန်လ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေရှင်။အဲ့ဒီ